ဒီလိုလုပ်ရင်ဒီလိုဖြစ်မယ်ငါတို့မျိုးသိမ်းလို့ရှင်စစ်တပ်ကလည်းဒါမျိုးဘုံချဲမယ်တော့သိပြီးသားမျိုးသိမ်းပြီးကမှငါတို့ကဘုံချဲခံမှကြောက်လို့ပြန်ပေးရပါတယ်ဆိုတော့အထိပ္ပယ်ကြီးအဟိုအကြောင်းပြချက်ကြီးကနည်းနည်းအထိပ္ပယ်မရှိဘူးလို့တော့မြင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒါကဒီလိုလုံးလို့ဒီလိုဖြစ်မယ်ဆိုတော့အစိုးရကြတည်ပြီးသား။တည်ရတဲ့ပဲကျွန်တော်တို့ကရအောင်လုပ်ခဲ့တာ။အဲ့ဒါကိုခုကြမှာဘုံကျဲခံမှာဆိုလို့ဖြက်စီးမှာကြောက်လို့ဆိုတဲ့ဟာကတော့မဖြစ်သင့်လို့ဖြစ်နေပေါ့နော်။ ်ဂျွေကိုကိုလိုနေရာမျိုးဒီကေကေဘတ်လိုနေရာမျိုးတွေဒီကြားဖြန့်စင်တာတွေကိုသာအမေရိကန်ဝင်စည်းလို့ဝင်စည်းဖြစ်သွားလို့ data တွေရသွားပြီဆိုလို့ရှိရင်ဒီစင်တာတွေနဲ့ပတ်သက်တဲ့တရုတ်ထောက်လိုင်းအဖွဲ့ရဲ့လှုပ်ဟိုလှုပ်ဘောနော်လှုပ်ရှားမှုတွေသတင်းချက်လက်တွေတို့ရဲ့ဒီတရုတ်အစိုးရရဲ့တချို့ကိစ္စတွေလျှို့ဝှက်ချက်တွေကိုပေါက်ကြားသွားမယ်ဆိုတာကိုတရုတ်ကသိတယ်သိလို့လဲတို့တို့ဒါရှိရှိချင်ကြအောင်လဲတို့တို့ရအောင်ပြန်ခေါ်သွားတယ်ဘောနော် ားလုံးမဲ့မင်္ဂလာပါဒီနေ့လည်းကျွန်တော်တို့ပြည်သူ့ပန်နယ်ရဲ့လှုပ်လှုပ်ရှားရှားသတင်းမြင်များအစီအစဉ်ဟန်နေပြီးတော့လည်းကြိုဆိုလိုက်ပါတယ်အဲဒီရက်ပိုင်းနေကျွန်တော်တို့ဟိုသတင်းတွေထဲမှာဘာလေးဖြစ်နေလဲဆိုတော့အဓိကကျွန်တော်တို့ပထမဦးဆုံးကတော့ဒါ TNL နဲ့ပတ်သက်တာပေါ့နော်အဲ TNL ကဒီမိုးကုန်းနဲ့မိုးမိန်မြို့နှစ်မြို့ကိုဒါစစ်ကောင်စီကိုပြန်ပေးမယ်လို့အရင်လေကကျွန်တော်တို့အရင်လာတဲ့မှာလေကကျွန်တော်တို့ညင်ညာထားတယ်ပေါ့နော်အဲညင်ညာထားတဲ့အချိန်မှာကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ ဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲမှာဒါ MMDY BTU တို့ Twin View ဟာတို့ Mokho View ဟာတို့နောက်ဒီ ABSD App တို့เนาะဒီကျွန်တော်တို့ဒေါ်လိုင်းတပ်ဖွဲ့တွေอ่ะအဲဒီစစ်ကောင်စီလက်ထဲကိုအလွတ်အသားတစ်စီးပြန်မပေးနိုင်ဘူးဆိုပြီးတော့ဒါမျိုးတဲမျိုးနာပတ်ဝန်းကျင်တွေဝင်ပြီးတော့ဝင်ရောက်တတ်ဆွဲထားတယ်ပေါ့เนาะအဲဒီလိုအခြေအနေမှာအဲခုနောက်ဆုံးအခြေအနေကဘလို့တန်ထွက်လာပြီလဲဆိုတော့ဒါ TNL ကိုတိုင်းစစ်ကောင်စီတပ်ကိုမျိုးတဲကိုခေါ်သွင်းလာမယ်ပေါ့เนาะ ဲခေါ်တဲ့ဒီအခြေအနေကဘာဖြစ်လဲဆိုတော့ဒါတိုင်းသားတပ်ဖွဲ့တွေဒီကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေနဲ့ TNL နဲ့ဂျားထဲမှာပါစစ်ကောင်စီကဒါသွေးခွဲတဲ့ပုံစံအောင်လုပ်လိုက်တယ်မနော်ဒါပေမဲ့ဒီအခြေအနေဖြစ်လာမယ်ဆိုတာကျွန်တော်တို့ကအစိုးရရဲ့ခံမှန်းမိတာပါခံမှန်းမိတာဆိုတော့စစ်ကောင်စီရဲ့ဝါဒဖြန့် channel တွေမှာလည်းဒါသူတို့ပြောတယ်ဒီဘက်ကကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကအလွယ်တကူမပေးနိုင်ဘူးပြန်တိုက်မယ်လို့ပြောပြီးတော့နေရာဝင်ယူတဲ့အချိန်မှာဒဝင်တက်ဆွဲလိုက်တဲ့အချိန်မှာဒီစစ်ကောင်စီဘက်ကလူတွေကဒါက ဒီလိုမင်းတို့ထင်တယ်လို့မင်းတို့ဒါမျိုးမဟုတ်မဖြစ်နိုင်ဘူးပေါ့တော့ဒါမဲ့ဟိုတို့မှာအစီအစဉ်ရှိတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်အဲတို့မှာအစီအစဉ်ရှိတဲ့ပုံစံမျိုးကိုဒါတို့တွေဟိုပြောဆုံနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့နောက်တစ်ခုကလည်းနောက်ရှေ့မှာလည်းကျွန်တော်တို့က MMDA ရဲ့လာရှိုးကိစ္စဖြစ်သွားတယ်ပေါ့ဒါမဲ့လာရှိုးဖြစ်စဉ်နဲ့အဲကျွန်တော်တို့ကလာရှိုးဖြစ်စဉ်မှာတော့ကျွန်တော်တို့ကအဲ့လောက်ကြီးမခံစားအောင်ပေါ့နော်မခံစားအောင်ဒါမဲ့အခုဒီဖြစ်စဉ်မှာကြတော့ဒီမိုးကုန်းနဲ့မိုးမိတ်ကို တကယ်တိုက်တဲ့အချိန်မှာ ဟိုတိုက်တုံးက NLN ဟို TNLN လေးတစ်ဖွဲ့လည်းတိုက်ခဲ့တာမဟုတ်ဘူးအဲ UNG ရဲ့ PDF တန်ရင်တွေပါတယ်မိုးကုတ်ပြူဟာ MDY PDF ပြီးလို့ရှိရင်အကြောင်းသားတက်မတော့ဒါမျိုးအဖွဲ့တွေပေါ့နော်အများကြီးစုပြီးတော့ဟိုတိုက်ပေးခဲ့တာဒါပေမဲ့ဒီမျိုးနှမျိုးကိုစစ်ကောင်စီလက်ထဲနဲ့စစ်ကောင်စီနဲ့ညှိပြီးပြန်လွှဲမဲ့အချိန်လဲကြလဲကြရောဒီအဖွဲ့တွေကိုခြံထားခဲ့ပြီးတော့ TNL ကသူ့သဘောနဲ့သူလှုပ်လိုက်တယ်အဲဒါမဲ့ဒီနေရာမှာလဲအစောပိုင်းနေရာတော့ကျွန်တော်စဉ်းစားတော့ဥပမာ အာဒီဟာတိုက်တဲ့ထဲမှာဆိုတာ PLA ရို့ပါတယ်ပေါ့နော်ဒါပေမဲ့ဒီ PLA ရတာဝန်ရှိသူတယောက်အင်တာဗျူးတဲ့ထဲမှာတော့တွေးတော့တွေးရပါတယ်อืมဒီ TNL ရမျိုးနှမျိုးပြန်ပေးမယ်ဆိုအပန်ထွက်လာတဲ့ချိန်မှာအဲ PDF တက်ဖွဲ့တွေနဲ့အဲကို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 ဟာကိုရက်တည်နိုင်ဖို့စူးစမ်းရတော့မယ်ဆိုတဲ့ဟာမျိုးပေါ့နော်တော်တော်လေးပြောသွားတယ်နောက်ပြီးတော့ဒီ PDF တက်ဖွဲ့တွေရထုတ်ပြန်ချက်တွေမှာဆိုလို့ရှိရင်လည်း အဲသူတို့ဒီမိုးကုတ်ဒီမျိုးနှစ်မျိုးမှာသူတို့နေရာပြောင်းဝင်ပြီးစစ်ကောင်စီရောအဝင်မခံမဲနဲ့တိုက်မယ်ဆိုတော့ထုတ်ပြန်ချက်တွေလောက်တဲ့အချိန်မှာတော့လည်းဘာတွေ့ရလဲဆိုတော့ဒီ TNL ပေါ့တိုင်းရင်းသားမဟာမိတ်ပေါ့မထိခိုက်အောင်လို့တော်တော်ဟိုအသုံးနှုံးနေရစာတတိထားပြီးထုတ်ပြန်သွားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ Lash TNL ရဲ့လောက်ရကတော့ကျွန်တော်တို့မြင်တာတော့ဒါအဲဒေါ်လာရေးပေါ်တာသူတို့သစ္စာဖောက်သွားတယ်လို့မြင်တယ်ပေါ့နော်အဲဘာကြောင့်လဲဆိုတော့ဒေါ်လာရေးပေါ်သစ္စာဖောက်တယ်ဆိုတာထက် ဒီမြို့နေပြည်သူတွေပေါ်မဆာမနာမြို့နေပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေပေါ်မှမထောက်ထားမညာမတာဒါလုတ်တယ်တော်တော်မြင်တယ်။ဘာကြောင့်လဲဆိုတော့အဲဒီမျိုးနှမျိုးဒီဒေါ်လိုင်းတက်ဖွဲ့တယ်ဝင်လာတဲ့အချိန်မှာအလုံးကပြည်သူတွေကတောင်းတဖြားဖြားကိုကြိုဆိုတဲ့ဓာတ်ပုံမှတ်တမ်းနဲ့အများကြီးထွက်ခဲ့တယ်ပေါ့နော်။ဒါတွေကစစ်ကောင်စီရှိမှလည်းမှတ်တမ်းနဲ့ရှိတယ်။အကယ်၍စစ်ကောင်စီကအตาလေးပြန်ဝင်လာပြီဆိုလို့ရှိရင်ကျင်းသေးတယ်ဒီအထဲကပြည်သူတွေကိုပုံစံအမျိုးမျိုးနဲ့အကျက်ပြီးတော့ဟိုဘယ်လိုခေါ်မလဲနှိမ့်ပတ်နှိပ်စက်ခံရမှာပေါ့နော်ဟိုအညိုးနဲ့ပါ နောက်ဆုံးတော်တော်များများကိုဟိုယောက်ျားလေးတွေရှိရှိလို့ရှင်ဒီတော်များများကိုစက်မှုထမ်းအသွင်းပြီးတော့တခက်ပြန်ပြီးတော့လက်စစ်ဆောင်စီကလက်ဆက်စားရှည်တဲ့ပုံစံမျိုးလုပ်မှာလုပ်ကိုလုပ်တယ်။ဘာကြောင့်လဲဆိုတော့ဒီဘုံကျဲတိုက်ခိုက်မှုတွေမှာဆိုဘုံကျဲတွေတိုက်ခိုက်မှုတွေလုပ်ပြီးသူတို့ဘက်ကဘာအိမ်မှာထွက်တော့ဒါတွေကပြည်သူတွေမဟုတ်ဘူးဒါအကြမ်းဖက်ထောက်ခံတဲ့လူတွေဆိုပြီးဒီဓာတ်ပုံတွေထောက်ထားနေတဲ့သူတို့ကပြန်လဲခြေပခဲ့တာလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။အဲ့တော့ဒီလိုမျိုးပြည်သူတွေကတောင်းတောင်းဖြားဖြားကြိုးစိုးခဲ့တဲ့အနေအထားတစ်ခုမှာတရားနယ်တွေကခုလိုမျိုးကိုယ့်ပြည်သူလိုမတတ်မှန်ဖဲနဲ့ခုလိုမျိုး ဟိုထိုးခဲ့ပြီလို့ပဲဒီတိုင်းပြစ်ထားခဲ့ပြီးတော့ထွက်သွားလဲကိစ္စကြီးကတော့တော်တော်ကိုအဆင်မပြေဘူးထွက်သွားခဲ့နေတော့ရိုးရနာထွက်သွားနေတော့ကျွန်တော်တို့ကဒါပြောစရာမကြောင်းမရှိသေးဘူးဒါပေမဲ့ဒါစစ်ကောင်စီကိုသူကိုယ်တိုင်ကာပါပေးပြီးခေါ်လာမယ်ဆိုတဲ့ဟာပေါ့နော်ဒါကစစ်ကောင်စီကရှင်းရှင်းပြောရင်ဗျာဒါစစ်ကောင်မြန်စီသွေးခွဲပြီးတော့ဒါဒေါ်လာရေးတက်ဖွဲ့တယ်တိုင်းသားလက်နက်ကအဖွဲ့တွေကိုသွေးခွဲပြီးတော့ဒေါ်လာရေးတက်ဖွဲ့တွေကိုတီးတန့်ချေမုန်းဖို့အတွက်ရည်ရွယ်ထားတဲ့ဗျူဟာပေါ့နော်အဲဒီဗျူဟာလေးကိုဒါလုံးလုံးများများဝင်သွားပြီးအကယ်၍ဒေါ်လာရေးတက်ဖွဲ့တွေက တိုက်မယ်ဆိုလို့ရှိရင် TNL နဲ့မှတိုက်ရမယ်အနေအထားဖြစ်သွားပြီနောက်ဆုံးမတိုက်လို့မတိုက်ဖဲနဲ့ဆုတ်ပေးမယ်ဆိုရင်တော့ပြီးလို့ရှိရင်ကျင်းသေးတယ်စက်ကောင်စီကဒါပိတ်ဆို့ပြီးတိုင်းတော်လိုင်းတက်ဖွဲ့တွေကိုချိန်မုံတော့မှာအကယ်၍ချိန်မုံလို့ရှင်လို့ရှိရင်ရောတော်လိုင်းတက်ဖွဲ့တွေက TNL နဲ့နေနေတဲ့ကိုဆုတ်ခွာမယ်ဆိုရင်ရောကျင်းသေးတယ်ဟိုဒီကျွန်တော်တို့ဒီ TNL နဲ့ဒီစစ်ကော်မရှင်နဲ့ဒီ သဘောတူညီထံမှာပြည်သူကိုစည်ရန်လည်းလေးထုတ်မပြောဘူးပေါ့နော်စစ်ကောင်စီဘက်ကလည်းထုတ်မပြောတဲ့ဟာကျွန်တော်တို့စဉ်းစားမိရပါလဲဆိုတော့ဟိုဒီ MMD နဲ့ဒီလောက်ခဲ့တော့မှဆိုလို့ရှိရင်ဒါ NUG ကိုမထောက်ပံ့ပါဘူး NUG နဲ့ပတ်သက်တဲ့အဖွဲ့တွေကိုမပတ်သက်ပါဘူးမထောက်ပံ့ပါဘူးပတ်သက်မှုမရှိဟိုအဆက်အသွယ်ဖြတ်ပါမယ်ဆိုတဲ့သဘောတူညီမှုတွေပါတယ်ခုလည်းကျင်းနေတာတော့တော်လိုင်းတပ်ဖွဲ့တွေကိုအဲလက်နက်စစ်တင်တန်းတွေပေးတာမျိုးမလုပ်ရတော့ဘူးလက်နက်ထောက်ပံ့များမျိုးတွေမလုပ်ရတော့ဘူးအဲနောက်ဒီတော်လိုင်းတပ်ဖွဲ့တွေကို အဲ TNL ရဲ့ပိုင်တဲ့နေမြေတွေမှာအခြေချခွင့်မပြုတ်ရတော့ဘူးဆိုတော့သဘောနည်းမှာလည်းချိန်သေးပါမှာပဲဒါပေမဲ့ဒါတွေကို TNL တွေကဖုံးကွယ်ထားတယ်ဆိုတော့ချိန်သေးတယ်ပေါ့နော်အဲ့တော့အဲတော်လိုင်းတစ်ဖွဲ့တွေကစစ်စစ်စကော်မရှင်ကပိတ်ဆို့ချိန်ဘုံတိုက်ခိုက်တဲ့အချိန်မှာကျွန်တော်တို့အဖွဲ့တွေကဆုတ်ခွာမယ်ဆိုလို့ရှိရင် TNL နေမြေတွေကိုဆုတ်ခွာပါမယ်ဆိုရင်တော့မှချိန်သေးတယ် TNL တွေကတော်လိုင်းတစ်ဖွဲ့တွေကလက်နက်တွေကိုဖြုတ်သိမ်းပြီးတော့အဲသူ့နယ်မြေကနေပြီးတော့ပြန်တိုက်ခွင့်မပြုတော့ပါဘူးဆိုတဲ့ပုံစံမျိုးတွေထိလောက်လာမယ်ဆိုတာကတော့ကျွန်တော်တို့ဒါကြိုတင်ပြီးတော့တွတ်ဆထားလို့ရတယ်ပေါ့နော် အဲ TNL ဘက်ကအခုလိုတွေလောက်ရတဲ့အကြောင်းရင်းကသူကဘာအကြောင်းပြထားလဲဆိုတော့အထက်ကဘုံကျဲဒီလေစစ်ကောင်စစ်ကောင်မရှင်လေတက်ခဲ့ဘုံကျဲတိုက်ခတ်မှုတွေသူတို့ TNL တွေထိန်းချုပ်တာမြို့တွေကဟိုပြည်သူတွေအသက်အိုးအိမ်စီးစိမ်တွေကိုကာကွယ်ဖို့ပေါ့နော်ဘုံနာကျဲတာတွေကိုကာကွယ်ဖို့အတွက်လုပ်တယ်လို့အကြောင်းပြထားတယ်ဘာလို့ဒါပေမဲ့ကျွန်တော်ဒီနေရာမှာတခုပြောချင်တာက ကျွန်တော်2022ခုနှစ်အစောပိုင်းလာကျွန်တော်တို့ DBB နဲ့ကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ပါဝင်ခဲ့တဲ့ဒီစကားဝိုင်းတစ်ခုရှိပါတယ်။အဲဒီစကားဝိုင်းမှာဒီအဲဒီ DBB ဘက်ကဗာမေးလဲဆိုတော့အဲဒီမြို့တွေကိုကျွန်တော်တို့ဘက်ကမြို့သိန်းတွေလောက်လာလို့ရှိရင်တဲ့မြို့စစ်တပ်ကဘယ်လိုတုံ့ပြန်နိုင်မလဲဆိုတဲ့ဟာမျိုးကျွန်တော်တို့မေးတယ်မေးခွန်းမှာကျွန်တော်အဲ့တုန်းကဖြေခဲ့တာရှိပါတယ်။ဗာလဲဆိုတော့အဓိကတိန်းနေတယ်မစားရတယ်မဲ့တင်းနေပါသူလက်သူလက်လှုပ်လိုက်ရပြီဆိုတော့အဲ့မျိုးကိုပြာပုံအတိဖြစ်အောင်လို့ရအောင်လို့သူဘုံကျဲဖြက်စီးလိုက်မယ်လို့ ဲတကယ်လဲတချို့မျိုးတွေကျွန်တော်ဘုံကျဲအဲ့လိုမျိုးဖြက်စီးခံထားရတယ်ခုလဲစတက်ကအဲ့ဒီမျိုးဒါပေမဲ့ခုလုံးလုံးအကုန်လုံးမလုပ်ဘူးဆိုတာနိုင်ငံတကာအမြင်ရောနောက်ပြီးတော့ဒီအဲသူပြန်ရမယ်ဆိုတော့ရှိရွက်ချက်တွေသူ့မှာရှိတဲ့အတွက်တမျိုးလုံးကိုပြပုံအတိအဖြစ်အောင်ဘုံမကျဲပြင်မယ်အဲ့ဒီနေပါပဲစာတင်ကြောင်းတွေ ဖုံးရင်းချောင်းတွေအတိကအဆောက်အအုံတွေကိုဘုံကျဲဖြတ်စည်းခဲ့တာလည်းရှိတယ်။အတိကပြီးတော့ဒီဖိအားပေးတာတွေပေါ့နော်။အဲ့တော့ဒါကျွန်တော်ကိုလိုကိုယ်တိုင်2022တည်းကမျိုးသိရင်တော့ဒါမျိုးတွေဖြစ်လာမယ်ဆိုသတိပေးခဲ့ပြီးသွားပြီ။အဲ့လိုပဲစစ်တိုက်နေတဲ့ TNL အပါဝင်တိုင်းအဖွဲ့တွေတပ်ဖွဲ့တွေဒီလက်နက်ကိုင်အဖွဲ့တွေအကုန်လုံးကဒီ mindset ကိုတည်ပြီးသား။ဒီလိုလုပ်ရင်ဒီလိုဖြစ်မယ်။ငါတို့မျိုးသိလို့ရှိရင်စစ်တပ်ကလည်းဒါမျိုးဘုံကျဲမယ်ဆိုတာတည်ပြီးသား။ရှင်းပြောရင် ဟိုစစ်တိုက်တဲ့ကွန်မန်တာတွေအကုန်လုံးကဒါတွေကဒီထည့်သွင်းစဉ်းစားရမယ်အချက်တွေပေါ့နော်အဲ့တော့မျိုးသိမ့်ပြီးကမှငါတို့ကဘုံကျဲခံမှကြောက်လို့ပြန်ပေးရပါတယ်ဆိုတော့အထိပ္ပယ်ကြီးကဟိုအကြောင်းပြချက်ကြီးကနည်းနည်းအထိပ္ပယ်မရှိဘူးလို့တော့မြင်တယ်ပေါ့နော်။ဒါကြောင့်မို့ဒါကဒီလိုလုံးဒီလိုဖြစ်မယ်ဆိုအစောကြီးကတည်ပြီးသား။တည်ရတဲ့ပဲကျွန်တော်တို့ကရအောင်လုပ်ခဲ့တာ။အဲ့ဒါကိုခုကြမှာဘုံကျဲခံမှာဆိုလို့ဖြက်စီးမှာကြောက်လို့ဆိုတဲ့ဟာကတော့ မဖြစ်သင့်လို့ဖြစ်နေပေါ့နော်အဲဒါကြောင့်နောက်ဒီလက်ရှိ TNL ရဲ့လုပ်ရက်ကဒါဟိုပြည်သူတွေပေါ်မှာတစ္ဆာဖောက်လိုက်တာသူ့ကိုထောက်ခံတဲ့ပြည်သူတွေပေါ်မှာတစ္ဆာဖောက်တဲ့လုပ်ရက်ပေါ့နော်အဲဒီနေရာမှာကျွန်တော်တို့ကအခုလက်ရှိ TNL တို့အမှန်တွေတို့ဖြစ်နေတယ်ကျွန်တော်တို့အမှန်ကြောင့်ပုံမှန်ဆိုတော့ကျွန်တော်တို့ကဟိုဘာမှပြောစရာမလိုဘူးပေါ့ဘာကြောင့်ပြောစရာမလိုဆိုတော့ကျွန်တော်တို့အစိုးရတရားမြန်မာပြည်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တရား စစ်တပ်ကောင်မှမဟုတ်တက်လာတယ်များဗမာအစိုးဗမာအစိုးရလို့ဆိုလို့တတ်မှတ်ပြီးတော်လန်တယ်သူတို့ကဘာလဲဆိုတော့သူတို့လူမျိုးလူမျိုးရေးအတွက်တော်လန်ကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီလိုဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကကြိုတွယ်ပြီးသားအဲ့တော့ဟိုအပြစ်မြင်ကြလဲမလို့ဘူးအဲ့ဒါကျွန်တော်တို့ကနားလဲပြီးသားဘာလို့ကျွန်တော်တို့လက်ရှိတော်လန်ရေးတွေဦးတော်လန်ရေးဆိုတော့ကျွန်တော်တို့တော်လန်နေကျွန်တော်တို့နေဦးတော်လန်ရေးမှာကျွန်တော်တို့ဗမာတော်လန်နေတယ်ဆိုတာကဟိုလူမျိုးလူမျိုးရေးနေမြေလူမျိုးရေးဆိုတာထက်ကျွန်တော်တို့ ideology အရာအဲကျွန်တော်တို့ရဲ့ဒီမိုကရေစီစနစ်အစစ်အမှန်ကိုလိုချင်လို့ကျွန်တော်တို့ကဒီအာဏာရှင်စနစ်ကိုတိုက်ဖြတ်နေတာ ါပေမဲ့တိုင်းရင်းသားနဲ့နတ်ကအဖွဲ့တွေကြတော့ဒီလိုမဟုတ်ဘူးသူတို့ဒီဟိုဖာစာဖလာခစ်တရားစပြီးတော်လှန်နေတဲ့အဖွဲ့တွေအများကြီးရှိတယ်ဒါကကြတော့ကလာဒီမိုကရေစီရလာမရလာနဲ့မဆိုင်မင်းနဲ့သူတို့ကဒီသူတို့နှံနေလွတ်မြောက်ရတဲ့တော့အဲ့တော့ကျွန်တော်တို့ရဲ့ဒီတော်လှန်ရေးရှိုချက်နှစ်ခုကတော်လှန်နာချင်းတူတယ်ဆိုပေမဲ့ရှိွေချက်တရားမတူဘူးအဲ့တော့ကျွန်တော်တို့ကအစိုးရတည်ပြီးသားနားလည်ပြီးသားအဲဒါပေမဲ့ကျွန်တော်တို့ဟိုရီမန်းချက်တူတယ်ဘုံရီမန်းချက်တူတဲ့အတွက်ကျွန်တော်တို့ကဒါအခုချိန်မှာပေါင်းပြီးလုပ်တာဆိုပေမဲ့ဒါပေမဲ့အခုကိစ္စမှာတော့ဒါဟိုကျွန်တော်တို့ဒါ ကျွန်တော်တို့ပြည်သူတွေပေါ်ရောကျွန်တော်တို့ online မိုက်ဖက်တွေဖွဲ့ပေါ်ရောကျွန်တော်တို့ကသစ္စာဖောက်တယ်လို့တော့မြင်တယ်နောက်တစ်ခုကဒီလိုမျိုးတွေရဖို့ကျွန်တော်တို့ပေးဆက်ထားရတာဗျာဟို TNL ဘက်မှာလည်းပေးဆက်ထားတာအများကြီးရှိတယ်ကျွန်တော်တို့ online တပ်ဖွဲ့တွေဘက်မှာဆိုဟိုပညာတတ်လူငယ်တွေအများကြီးပေးဆက်ထားတာဟိုကျွန်တော်တို့ဒီဒီစစ်ပွဲမှာဒီစစ်တပ်ဘက်ကတိုက်တဲ့စစ်သားတွေရဲ့တန်ဖိုးနဲ့ကျွန်တော်တို့ PDF တွေဘက်ကတိုက်တဲ့စစ်သားတွေရဲ့တန်ဖိုးကတော်တော်กว่าတယ်ဘာกว่าလဲဆိုလို့ရှင် ်ဟိုကျွန်တော်တို့ပေတဲ့ဘက်ကတိုက်ပွဲပညာတတ်လူငယ်တွေပြီးလို့ရှိရင်ဒီအတွေးခေါ်ရှိတဲ့ပညာတတ်တဲ့လူငယ်တွေပေါ့နော်ဟိုလမ်းဘေးရစစ်တပ်ကလိုမျိုးလမ်းဘေးကနေပြီးတော့တွေးတဲ့ကလေးကလေးတွေကောက်စုဟိုဒါမျိုးစုထားတဲ့လူတွေမဟုတ်ဘူးအဲ့တော့တယောက်ချင်းစီတိုင်းအသက်ကအရန်တန်ဖို့ရှိတယ်ဒီလိုတန်ဖို့ရှိတဲ့အသက်တွေကိုပေးဆက်ပြီးတော့တိုက်ထားရတဲ့ မျိုးတွေကိုအလွယ်တကူရန်သူကိုပြန်ပေးရလိုက်မယ်ဆိုတဲ့ပုံစံမျိုးကြီးอ่ะကျွန်တော်ထင်တယ်အာကျွန်တော်တို့ဘေးရလူတွေတောင်မှဒီလောက်ခံစားပြီးမကျင်မနှက်ဖြစ်နေလို့ရှိရင်တကယ်အသက်တွေချွေးတွေပေးပြီးတငယ်ချင်းတွေဘဝတွေအတိဟိုကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေရဲ့ဘဝတွေပေးပြီးတိုက်ထားရတဲ့ကျန်တဲ့ရဲဘော်တွေရဲ့ရင်ထဲမှာခံစားဘလောက်တွေခံစားနေရမယ်ဆိုတာကျွန်တော်တို့ကဟိုတွေးကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ အဲဒီကိစ္စနောက်နောက်ဆုံးပြကျွန်တော်တို့တိုက်ခဲ့တဲ့ရဲဘော်ရဲဘက်မကြည့်အောင်လို့ကျွန်တော်တို့ကအတိကပြည်သူတော့ကြည်ရမယ်ပေါ့နော်ဒါကြောင့်မလို့ဟို TNL ရဲ့ကိစ္စကကျွန်တော်တို့ဒါကျွန်တော်တို့လုံးဝဟိုလက်မခံနိုင်စရာအခြေအနေပေါ့နော်နောက်တစ်ခုကဒီစစ်တပ်နဲ့သဘောညီမှုရပြီးမှာဒီ TNL ရဲ့ခေါင်းဆောင်တယောက်ပြောတဲ့ကိစ္စကလေးတခုမှန်ပြီးရကျွန်တော်တို့ကအဲဒါပြန်လဲအင်အားစုဖွဲ့တာပါပေါ့နော်ဟိုဒါအမြဲကြီးဟိုဖြစ်တာမဟုတ်ဆိုတော့ဒါမဲ့ဒါမဲ့ဒီစကားကအမှန်တိုင်းဆိုလို့ရှိရင်ပေါ်တင်ပြောစရာမလိုဘူးဗျာ အဲကျွန်တော်တို့တစ်3 2ခုပထမလိုင်းဖြစ်တဲ့အချိန်မှာတုန်းကတစ်3 2ခုပထမလိုင်းဖြစ်ပြီးတော့ခဏနားလိုက်တဲ့အချိန်မှာကျွန်တော်တို့ကသိရသူတို့ပါဇက်ကဘာမှထုတ်မပြောရမှာလဲဒါသူတို့အင်အားပြန်စုဖွဲ့တာပြန်တီဆောက်တာအဲပြီးရင်ပြန်ချမယ်ဆိုတော့ကျွန်တော်ကသိပြီးသားမပြောလဲသိတယ်ဒါပေမဲ့ကုဟာကြီးကျတော့ပြန်ပြီးတော့ပေါ်တင်းထုတ်ပြောလဲပေါ့ဗျာစစ်တပ်နဲ့လည်းသဘောတူညီထားလဲပြောပြီးစစ်တပ်ကဒါမျိုးတစ်ချိန်တိုင်းပြန်ချမယ်ဆိုတဲ့စကားပုံစံမျိုးဒါပေါ်တင်းထုတ်ပြောတယ်ဆိုတော့ကျွန်တော်တို့ကဟိုနည်းနည်းတော့စဉ်းစားကြဖြစ်သွားတာပေါ့နော်ဘာကြောင့်မလို့ကျွန်တော်တို့က အဲနိုင်ငံရေးတွေစည်ရေးတွေမှာကျွန်တော်တို့ကအမြင်အမြင်တိုင်းအရှိအရှိတိုင်းအဲကြားရင်ကြားလိုက်တိုင်းကျွန်တော်လက်ခံလို့မရအောင်တစ်ခါကျရင်ကြောင်းမြန်ပြန်လို့ရတယ်တိတုံညာနှစ်ခုပထမလိုင်းတို့ကပြန်လုတ်ပါမယ်လို့မပြောခင်ဟိုင်းကင်သဘောညီရခဏရက်ဆိုင်တဲ့အချိန်ပေါ့နော်ပြန်ပြီးတော့ချပါမယ်လို့မပြောခင်တော့ကပြန်ပြီးသူတို့ပြန်စော်လိုက်မယ်လို့ကျွန်တော်တို့ကတွေးထားလို့ရပါမယ်ခုကပေါ်တင်ကြီးငါတို့ခဏနားလာပါငါတို့ကအင်အားပြန်စုဖွဲ့တာပါလို့ပြောပြီးတော့ပေါ်တင်ကြီးထုတ်စစ်ကောင်စီပါကြောင်းပေါ်တင်ကြီးထုတ်ပြောပြီးတော့ထုတ်ပြောတဲ့ဟာမူကြတော့လေကျွန်တော်တို့ကကြောင်းမြန်ပြန်တွေး ကြည်ရမယ်အနေအထားဖြစ်တယ်လို့ဒီညာပြောဆိုခြင်းပါဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့လက်ရှိဒီဒီရက်ပိုင်းမှာထူးထူးခြားခြားဒါကျွန်တော်တို့ဟိုဒီလှုပ်လှုပ်ရှားရှားဖြစ်နေတဲ့သတင်းကတော့ဒါအမေရိကန်ကကြားဖြန့်နိုင်နေတဲ့တပ်ဖွဲ့ဖွဲ့လိုက်တယ်ပေါ့နော်ဖွဲ့ပြီးနောက်ပိုင်းမှာရွှေကုတ်ကိုမှကျွန်တော်တို့အရင်တုန်းကမလုပ်ဘူးလို့ ဒါထင်မလို့ဒါရှင်းပြောရင်တော့အမေရိကန်ကအဖွဲမဖွဲခင်တော့ကျင်းသေးတယ်ရွှေကိုကိုလက်ရှိစစ်ကောင်စီနဲ့ BGF တပ်ဖွဲ့တွေဟိုကြားဖြန့်ဝင်ဖမ်းတဲ့ဖြစ်စဉ်တွေကဖြစ်လာမှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒါကြောင့်လို့ကျွန်တော်တို့ကလည်းအရင်တော့ကျွန်တော်တို့သုံးသပ်ခဲ့တာရွှေကိုကိုတော့တို့လွတ်ထားပြီးတော့နော်ဒီ KK ဘတ်တို့ပါတော့ရောင်ပြလှုပ်တယ်လို့ကျွန်တော်တို့ပြောခဲ့တာရှိတယ်ပေါ့နော်ဒါပေမဲ့အခုကတော့အမေရိကန်အဖွဲဖွဲ့တဲ့အချိန်မှာအခြေအနေတွေကလုံးဝပြောင်းသွားပြီးတော့ဟိုရွှေကိုကိုစစ်တပ်ကတို့တို့ကိုယ်တိုင်ဝင်စည်းခဲ့တယ်ဒါကဘာကိုကြည့်ရဘာကိုမြင်ရလဲဆိုတော့ ်မေဂန်ရဲ့လှုပ်ပြန်ချက်ကိုတော်တော်ကိုစိတ်ကောင်းစရာကြောက်နေတယ်ဆိုတဲ့သဘောကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့လိုပဲအမေရိကန်နဲ့ကြောက်တာမဟုတ်ဘဲနဲ့တရုတ်ပါကြောက်ပြီးတော့ဒါတရုတ်ကချက်ချင်းအဲဒေတာတွင်းငါးနိုင်ငံကိုခေါ်ပြီးတော့ရဲချုပ်တွေခေါ်ပြီးတော့ဒါတို့အစည်းအဝေးတွေလုပ်ပြီးအဖွဲ့တက်ဖို့အဖွဲ့ဆိုအဖွဲ့တွေပါဖွဲ့တယ်ပေါ့နော်ဒါဘာကြောင့်လဲဆိုတော့ရွှေကိုကိုလိုနေရာမျိုးဒီကေကေဘက်လိုနေရာမျိုးတွေဒီကြားဖြန့်စင်တာတွေကိုဒါအမေရိကန်ဝင်စည်းလို့ဝင်စည်းဖြစ်သွားလို့ data တွေရသွားပြီဆိုလို့ရှိရင်ဒီ center တွေနဲ့ပတ်သက်တဲ့တရုတ် တရုတ် MSS ကထောက်လိုင်းအဖွဲ့ရဲ့လှုပ်ရှားမှုတွေတည်င်းချက်လက်တွေသူတို့ရဲ့ဒီတရုတ်အစိုးရရဲ့တချို့ကိစ္စတွေလျှို့ဝှက်ချက်တွေကိုပေါက်ကြားသွားမယ်ဆိုတာကိုတရုတ်ကသိတယ်။သိလို့လည်းသူတို့ဒါရှိရှိချင်ကြအောင်လည်းသူတို့ရအောင်ပြန်ခေါ်သွားတယ်ပေါ့နော်ပြန်ခေါ်သွားတယ်ပြီးတော့အဲကြောင့်ဒီဟာလေးသူတို့ဥအောင်ဒါဖျက်ဆီးဖို့ဥအောင်ဖမ်းဆီးဖို့ဒါစစ်ကော်မရှင်နဲ့ BGA ဖွဲ့တွေကိုဒါတရုတ်ကနောက်ွယ်ရနေပြီးတော့ညွှန်ကြားလိုက်တယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်။အပေမဲ့ သူတို့ဖမ်းတယ်ဆိုတော့အောက်ခြေရလူတွေကိုလည်းပါဖမ်းပြပြီးအယောင်ပြတဲ့ပုံစံပါပဲတကယ်တမ်းတထေးတွေတရုတ်တထေးတွေလောက်တဲ့လူတွေကိုတော့ဒါ BGS စကန်နေမှာထိမ့်သိမ်းကာဝယ်ဆောင်းလျှောက်ထားတယ်လို့ဒါသိရတယ်ပေါ့နော်ဒီကတော့အမေရိကန်ကိုကြောက်လို့သူတို့လောက်တာနောက်တစ်ခုကဒီအမေရိကန်ကဖွဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စစ်ကောင်စစ်ကောင်မရှင်ရဲ့ပြောရေးဆောင်ွက်ရှိသူပုဂ္ဂိုလ်ဆောင်မင်းတို့ကဒါဒီရဲ့ဘိုင်းနဲ့မှာဒါအဲဒင်းစာရှင်လင်းပွဲလောက်လိုက်တယ်ပေါ့နော်ဒင်းစာရှင်လင်းပွဲလောက်တဲ့အချိန်မှာကျွန်တော်တို့ဘာသွားတွေ့ရလဲဆိုတော့ အဲဒီအမေရိကန်ရဲ့လက်ရှိအဖွဲ့ဖွဲ့တာကဒါကြားဖြန့်အချောင်းပြပြီးတော့နောက်ကွယ်မှာဟိုလျှို့လျှို့ဝှက်ချက်တွေရွယ်ချက်တွေရှိတယ်ဆိုတဲ့ဟာကိုသူအတွင်တွင်ပြောသွားတယ်ဗောနော်ဒီဟာနဲ့ပဲသူခေါင်းစဉ်လုတ်ပြီးတော့စနရှင်မလုတ်တော့လို့တွေ့ရတယ်အဲ့တော့ဒါဘာကိုသွားတွေ့ရလဲဆိုတော့ဟိုအဲ့မှာပြောရေးစုံဝင်ရှိသူပြောတဲ့အချိန်မှာ တမင်သက်သက်ကြီးကိုလိန်ပြီးတော့လိန်ပြီးတော့ဒါလှည့်စားနေတယ်ဆိုတာသိတာလုံးဝကြီးတယ်။နောက်သူတို့ဘလောက်ကြောက်နေတယ်ဆိုတာကိုလည်းဒါသူတို့ဖော်ထုတ်ရရောက်တယ်ပေါ့နော်။နောက်တစ်ခုကဒါပြည်သူတွေကိုပြောမယ်ဆိုရင်ဒါပြည်ပနိုင်ငံတစ်ခုကဆွတ်ဖတ်မှုရှိလာတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြည်သူတွေကိုချင်းထဲဖို့စ조사နေတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့မြင်ရပါတယ်ပေါ့နော်အဲနောက်ပြီးတော့ဒီကြားထန်ကိစ္စနဲ့ပဲဆက်ဆက်ပြီးတော့နောက်ဒီစစ်ကောင်စီရဲ့သဘောထားဘာဖြစ်လဲဒီဗိုလ်ချုပ်စော်မင်းတို့အဲစဉ်းစားရှင်နေမှာပြောတာဘာတွေ့ရလဲဆိုတော့ ီကြားဖြန့်နေနေဆက်မှာကြားဖြန့်နေလောက်တယ်ဆိုတာတဲ့ NCA ထိုးထားတဲ့လက်နက်ကင်အဖွဲတွေကနေပြီးတော့လောက်တာပါဆိုပြီးတော့ရှင်းရှင်းပြောရင်ထိုးကျွေးလိုက်တယ်ဗျာဟိုရှင်းပြောရင်ဒီဒါသူတို့စစ်ကောင်စီကလုံနေကြပဲပေါ့နော်ဘာလို့ကိုကန့်အဲဒီကိုကန့်ဘက်မှာတော့လည်းဒါသူ့ရဲ့ဒီစစ်တပ်ကဘုံမွေးတယောက်ပဲဗျာပယ်ဆောက်ချိန်လို့ဆိုတာ ਨੇ ဒါကိုဒီနေပြီးတော့မှလာခိုးလုံးနေတဲ့ဟာကိုချက်ချင်းဖမ်းပြီးတော့လွှဲလိုက်တယ်ပေါ့နော်ခုလဲအဲ့အကွက်ပဲပြန်ပြီးတော့ ဒါဘုံမူကြီးစောချစ်သူနဲ့အပေါင်းပါတွေကိုဒါပြန်ပြီးထိုးကျွေးတော့မယ်အကွက်တွေသူလှုပ်လာတာကိုကျွန်တော်တို့တွေ့ရ။ဘာလို့အရင်တုန်းကကျွန်တော်တို့ကပေါ်တင်မလုပ်ဘူး။အရင်ပြီးခဲ့တဲ့အခေါက်တွေမှာလည်းကျွန်တော်တို့ပြောခဲ့တယ်။ဘူးလဲလားဆိုတော့အဲ့လိုပြောနေပြီလို့ကျွန်တော်တို့ပြောခဲ့တယ်ပေါ့နော်။အခုဒါစစ်ကောင်စီရဲ့ဖြိုးရေးစုစုရှိသူကိုယ်တိုင်ပေါ်တင်ဒါ BGF ကိုယ်တိုင်မှုတ်ဖဲနဲ့တစ်ဖက်ကရှင်းကြွင်ပြဒီကရင်နယ်စပ်မှာဒီကြားဖြတ်နေလို့လက်ခံလာတဲ့သူပြောတဲ့ NCA ဆိုတာကျွန်တော်နာမည်ထုတ်ပြောရရင် TKBA ပါတယ်၊ KNLA PC ပါတယ်။ဒီအဖွဲ့တွေကို အတိကဥတည်ပြောလိုက်ခြင်းဖြစ်တယ်အဲ့တော့ဒီဖွဲ့တွေကိုထိုးချပြီးတော့သူကိုလိုယုံဖို့စစ်ကော်မရှင်ကစူးစမ်းနေရသူကမြင်တယ်။ဘာကြောင့်လဲဆိုတော့ကိုလိုမယုံတော့မှမြောက်တစ်ဖက်ကလည်းအမေရိကန်တစ်ဖက်ကလည်းတရုတ်ကဖိအားရှိတယ်။အဲ့တော့ဒီနှစ်နိုင်ငံလုံးကတရုတ်ကလည်းအဲ့လိုပဲစစ်ကော်မရှင်အဲ့လိုမှမလုပ်လို့ရှင်ဒီတရုတ်ကလည်းသူ့နာမည်ကိုကာကွယ်ဖို့အတွက်သူ့နိုင်ငံဂုံသိက္ခာကိုကာကွယ်ဖို့အတွက်စစ်ကော်မရှင်ကိုထိုးချမှာပဲ။ဒီစစ်ကော်မရှင်ကမလုပ်လို့ရှင်အဲ့တော့အဲ့အတွက်ဒါအပြန်အလှန်ထိုးချခြင်းအမှုပညာလို့ပဲပြောရမှာမသိဘူး။ဒါအပြန်အလှန်ထိုးချဖို့ ဒါတို့စူးစမ်းနေတာကျွန်တော်တွေ့ရတယ်ပေါ့နော်ဒီလိုမျိုးဒီစစ်ကောင်စီကကိုလူကောင်ကိုတန်ဖိုးမထားဘူးကိုဟိုဟာပေါ့ဟာနဲ့ဆက်ဆက်ပြီးဒီရဲ့ဘိုင်းမှာဘာဖြစ်သွားလဲဆိုတော့ဒါပေါက်နယ်မှာဖြစ်တဲ့တိုက်ပွဲပေါ့နော်ပေါက်နယ်မှာဒါဒေါ်လာရဲ့တပ်ပေါင်းစုတွေကဝင်တိုက်တဲ့တိုက်ဟိုစစ်ကောင်စီနဲ့ဖြစ်တဲ့တိုက်ပွဲမှာဒီအိုင်ကွန်ကနေပြီးတော့အတန်ဖိုင်ဒေါ်လာရဲ့တပ်ပေါင်းစုတွေကရရပါတော့နော်ဘာရလဲဆိုတော့သူတို့ဒီစစ်ကောင်စီကအဲ့တိုက်ပွဲမှာတော်တော်ကိုစစ်ကြောင်းတွေတော်တော်ထိကြိုက်တန်ရာရရဖြစ်ခဲ့တာရှိတယ်အဲ့ဖြစ်တဲ့အချိန်မှာဘာပြောအမိန်ဘာပေးလဲဆိုတော့တန်ရာရတဲ့လူတွေကိုတခါလဲရှင်းပြဖို့ ဟိုဝင်ထုံးဝင်ဖို့မဖြစ်အောင်လို့တခါလဲရှင်းပြဖို့ဆိုတော့အမိန်ပေးတဲ့အတန်ဖိုင်ကိုကျွန်တော်တို့ကြားလိုက်ရတယ်ဗောနော်ဒါကတော်တော်ကိုကျွန်တော်တို့ကအရင်တုန်းကဒီတုံမန်းတွေဒီကျွန်တော်တို့ PDF တက်ဖွဲ့တွေကဖန်ခန့်တဲ့တုံမန်းတွေကိုသူတို့တတ်တာတွေရှိတယ်အဲကျွန်တော်တို့ပြည်သူတွေစာတန်ကျောင်းတွေရက်ရွာတွေဖုံးချဲလို့တတ်တာတွေကိုကျွန်တော်တို့ကအများတန်းသူတို့ထောက်ပြတယ်ဒါစစ်ရဆွေးမှုလောက်တာစစ်တက်ကဆိုတာဒါပေမဲ့အခုကျတော့ကိုလူကိုပြန်တတ်တဲ့စစ်တက်ကိုကျွန်တော်တို့ဘာပြောလို့ပြောရမှန်းမသိတော့ဘူးပြောဒါပေမဲ့ဒါဟိုတော်တော်ကိုဆိုးဆိုးရွားရွားပေါ့နော်အဲ့တော့ ဒီဟာကိုကျွန်တော်ဒီခုပြောတဲ့ဗီဒီယိုနားထောင်နေတဲ့အထဲမှာလဲဒါရှင်းတော့ရင်စစ်ကောင်စီတဲ့ကအဖွဲ့တွေအများကြီးပါဆိုတော့ကျွန်တော်သိတယ်။ဘာသာအ ਨੇ သုံးတော့ကျွန်တော်တို့တွေကိုစောင့်ကြည့်ကျွန်တော်တို့ဘာတွေလုပ်တယ်ဘာတွေပြောတယ်ဆိုတာကိုထိုင်ပြီးတော့နားထောင်ပြီးဗပုတ်ပြန်တင်ရတဲ့အဖွဲ့တွေလည်းရှိမှာပဲဒါအခြားသင်ကျွန်တော်တို့အောက်ခြေအဖွဲ့တွေအဲ့တော့ဟိုခမားတို့ရဲ့စစ်တပ်ကစစ်ကောင်ဆောင်တွေကကိုယ့်လူကိုဘလို့တန်ဖိုးထားတယ်ဆိုတာခမားတို့သိတယ်မြင်အဲ့တော့ခမားတို့ဘာလုပ်တဲ့နဲ့ဆိုတာလဲကိုယ့်အကူရွေးချယ်တဲ့မြင်လို့ကျွန်တော်ဒီနေရာပြောရင်းနဲ့ 特别多利用地空交流吧，对不对？